အပေးဒီဒီပလီယာဖြစ်ဖြစ်ဒီအချိန်မှာအားလုံးနှိမ်မှုဆိုတာသိရမှာ professional level တစ်ခုမှာတော်လေးကတ်သွားပြီเนาะဆိုတော့လော်လီကတော့တက်လာပြီကြာโอเคလော်တက်လာကြတဲ့ခက်တဲ့တစ်ခုမှာတော့ဖြစ်ပြီးပြတ်မယ်ဆိုတော့ထုံးစံတယ်မယ်ကျွန်တော်တစ်ဖက်ကလည်းပြန်ပြီးတော့ချိန်နေတယ် blink ကတော့ပြတ်သွားပြီနောက်မှလည်းကြံရှိနေကြတဲ့ခက်တဲ့တစ်ခုမှာတော့ဒီခါရဲပဲ maybe dominance and aggressive thruster cutting goal လေးပြန်ချိန်ခဲ့မယ်တစ်ဖက်ကလည်း justice ရဲ့ grow ပြန်လို့သွားကြတဲ့ခက်တဲ့ swing swing down shot 2g down shot ပြနေကြ triangle damage တော့မရင်ပြန်ပြီးတော့ link down နေတဲ့ deadly cuts တွေပြန်ပေးထားတယ်ဆိုပေမဲ့ first mega lane ကိုတော့ blaston ဆက်ပြီးတော့သိမ့်ပိုက်ထားတယ်ဗျာကြံရှိနေကြတဲ့နှလိမ့်ပေါ်တော့ medium wave ကမစ်မာလို့ပဲကြံရှိနေကြတဲ့ခက်တဲ့မှာတော့ allí. then တတ်တာရခဲ့ပြီလို့ကျွန်တော်တို့ပြောရမှာအဓိက item မှာခုနကတော့ကျွန်တော် ကိုဝေပြောသွားလို့မြမဆဆအေးလွင်ကမပါနေဘူးဒါပေမဲ့ Oracle တကွက်နဲ့တည်းကလုံးဖြစ်နေအခု Rosewood မတူရတော့ပြီးွားတယ် Fury Hammer နဲ့ပြော Oracle ကအပွင့်လင်းလင်းပြောရင် Inland Hack ကပူးတဲ့အချိန်မှာသူ့ရဲ့ရှီးနဲ့ဟီးနဲ့ပူးတဲ့အရာတွေအကုန်လုံးဘူးစင်လုတ်ပြီးလို့ရတဲ့အရာပေါ့ဗျာအဲ့ Oracle တကွက်နဲ့တည်းအများကြီးလုံးဖြစ်တယ်အခုကတော့သူနှစ်ချောင်းပြီးွားပြီဗျာအဲ့ဒါနဲ့ပူဆိုးရတယ်အဲ့ချောင်းနောက်ကျွန်တော် Rosewood မတူရပြောမယ်ဆိုလို့ရှိရင်တော့ Rosewood ရဲ့ရှီးနဲ့ဆိုလို့ရှိရင်ဒီ Bane ရဲ့ Magic Damage ဆိုတာသူကအဲ့လိုမျိုးပြန်ပြီးတော့ အဆော့ဒီပါဖြစ်သွားမယ်ပေါ့နော်အဓိက physical damage မှာဟန်တယောက်လောက်ပဲမမရပါလာတဲ့အချိန်တခုမှာနော်ဆိုတော့တဖက်မှာရှိနေကြတဲ့ Lina နဲ့ Stick ကိုအဓိကအိမ်ဝါလို့တော့ကြားတယ်အဲ့တော့မှ Angela Hackley နဲ့ဆိုတော့တော်တော်လေးတော့အဆင်ပြေနေပြီးတော့ Nathan ရဲ့ Lay game เนาะဘိန်းတို့ဘာလို့လိန်ကင်းပါကျွန်တော်ပြောခဲ့ကြတယ်လီနာတို့ဟန်တို့ဒီမက်စမန်တွေလိန်ကင်းပါကြတယ်ကျွန်တော် mention လုပ်ခဲ့ရင်မယ်နတ်တန်ရဲ့လိန်ကင်းကိုလည်းကျွန်တော်မေးထားလို့မရဘူး ultimate ကုလောက်အရင်မြန်တယ်ပြီးတော့ ultimate 3နေရအချိန်မှာဆိုလို့ရှိရင်လည်းတောင်တောင်ကောင်းတော့ဒါအနားမှာအကြာကြီး damage assault လုပ်နေအောင် front line power မှာ damage assault လုပ်ပြီးမဲ့ hero ကလည်း blink ရဲ့ချောင်ဖြစ်နေအင်းအဲ့ဒါဟိုမှာကျွန်တော်ဒီဒီနတ်တန်က angel line နဲ့ပါပေါင်းအောင်မှာလိန်ကင်းကြရင် တော့ rank game တွေမှာဆိုလို့ရှိရင်เนาะဘာမှအများကြီးစသလာမပြောနဲ့အရင်ဆုံး first man ရနေတဲ့ပဲလေကင်းကြရတကယ်ကိုကျန်းနေတာ hero တကောင်ဖြစ်တယ်ပေါ့เนาะအခုလက်ရှိမှာလည်းကျွန်တော်ဒီ goal difference အရာကွာခြားမှုဒီ 1.4k လောက်ဒီ stage နဲ့ခေးဆက်ကြားထဲမှာကွာခြားမှုတခုရှိရဗျာ YG Arlegain ပုံမော်ဘူးကနေငယ်လေးကျွန်တော်အမားရိုးနေဖြစ်သွားတဲ့အတွက်ကြောင့်သူတို့ Arlegain ကသူတို့နောက်ကျသွားတယ်ပေါ့ဗျာလက်ရှိချိန်နေရသူတို့ space တွေပြန်ရှာဖို့အတွက်ပြန်လိုက်နေရတယ်အခု first lot fight အပြီးမှာလည်းအပွင့်လေးပြောရင်ငယ် area တွေအကုန်လုံးတော့သူတို့သွားထားနိုင်နေဆိုပေမဲ့ second lot fight အပြီးမှာ ွားပြီးကြာနေလို့မရဘူးဗျာ second law fight မှာ second law ကတော့ချက်ပေးလို့ရတဲ့အနေအထားမျိုးတော့မဟုတ်တော့ဗျာနော် first law advantage မှာ first law objective fight ဒီမှာကျွန်တော်တို့ကဒီ turning point ကြီးပြန်မရှာနိုင်ဘူးဆိုရင်တော့ second law ဒီ gain duration အတွက်ရောသူတို့ရဲ့ turning point အတွက်ရောချုပ်ပွားနေအတွက်ရောအထူးသဖြင့်ပေါ့လေဒါ YG အတွက်တော်တော်လေးဥမာအရေးကြီးတဲ့အနေအထားမျိုးလို့ပြောရမယ် ဖရန့်လိုင်းမှာသူတို့အနေနဲ့ခြောင်နဲ့ CC ဒီ basically hero power ကြီးမှဆိုရင်တွဲဖက်မှုတွေကအတော်လေးတော့ကောင်းအောင်လေဒါမှမဟုတ်လည်း damage take up ရတော့အတော်လေးဥမာအားနဲ့နေရဆိုရင်အရာမျိုးလေးတွေသွားတွေ့ရပါတော့ blink backline ကတော့အပြော်လေးပဲကိုကြီးနဲ့ဝင်လာခြင်းနဲ့ခက်တဲ့တစ်ခုတစ်ခါလည်း cash ကြီးပေးတာကဲ damage ကြီးအောက်မှာ angel ထပ်ပြီးတော့ပူလာပြီ chop wire ချက်ပြတ်တယ်မှာ two man လေးပဲထပ်ထိရသေးတယ်ခိုင်တဲ့တစ်ခုမှာ dog shot ဆိုလို့ပဲတွူးကြီး low focus ချနေသေးရဲ့နောက်မှလည်း blink တကောင်တို့ထပ်ပြီးတော့တွေ့သွားခဲ့တဲ့ခြေမျိုးတွေမှာတစ်ခါလည်းရင် sniper လည်း slash ချထိုးမှာတွူးကြီးထပ်ရတယ် low sand ရဲပြီးတော့ triangle deadly cash နဲ့ backline stage ကိုရိုက်မှာ chris ပြန်ချခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ sit တကောင်လည်းပဲ roll cycle ကိုပြန်ပေးတော့လို့ကျူးစားနေသေးတယ်ဗျာ two ီဝါလေးပဲကက်စီအမစတေ့ချ်ဂျာဘကူဂျိုဂျီကိုပြန်ပြီးတော့အဆုံးအသတ်ကြားရှိနေခဲ့တဲ့ထူးမောင်းနဲ့ရော့ဆာကန်ကိုတောက်လျှောက်ထပ်ပေးတာနဲ့အင်ဂျလာအွန်နက်စထရင်းလေးလိုက်ပူးခဲ့ရမယ်အင်မိုဘလိုက်စီအမစတေ့ချ်ထပ်ပြီးတော့လွတ်မြောက်နေသေးပါပဲဒီတောက်လျှောက်ကိုလွတ်မြောက်နေသေးတယ်ဗျာနှစ်ယောက်လောက်ထိကတော့သူအဆုံးအသတ်ပေးပြီးွားပြီနားမရှိနေခဲ့တဲ့ဂျက်စတစ်ကိုပါထပ်ပြီးတော့ကန်တို့ထဲပို့တော့ကျိုးသွားနေတယ်ဗျာအားလုံးအင်ဂျလာဝင်လာရင်တော့စစ်တီဒီနေရာမှာဘလို့မှတော့ survive ဖို့တော့မလွယ်တော့ဘူးဗျာ ဟိုဘာလဲစတန်နေတစ်ခုကိုစတေကောင်းလုပ်ခဲ့တယ်ကေဆတ်နဲ့တူကြီးကယ်ရီနှကောင်လုံးသပေးခဲ့တယ်ဆိုရင်လည်းသူရဲ့တီးမိတ်တွေဖြစ်တဲ့သုံးလောက်ထိပြန်တောင်းရတဲ့နောက်မှာတော့တောက်လျှောက်ပဲဒီလောက်ပြင်ပြီးတော့ကာအောင်ပဲဗျာရှင်ပြန်ပြီးတော့ရှင်းနေခဲ့ဆိုဒီဘက်မှာလည်းဘလင်းနဲ့တူပဲဟမ်တို့ပြန်ပြီးတော့ထွက်ပေါ်လာသေးရဲ့အခြေအနေတစ်ခုမှာတော့ဒီတစ်ခေါက် second law မှာတော့ YG ဒီတဲ့နေနဲ့သူရဲ့ damage approach ကိုတော့ပြတ်သက်သွားခဲ့ပြီဗျာ။ဆိုတော့ဒါလီကြီးကတော့နောက်ပိုင်းမှာ black zone တို့ကဆက်လို့ချားစရာပဲ။သူတို့ဒီတာနီရာမှန်ပေမဲ့ဒီ second law နဲ့တော့ ဘာမှတော့ထက်မရသေးဘူးဗျအဓိကခုနကတော့ဗတင်ဖိုက်တွေမှာဖြစ်မဲဖြစ်သေးလို့ပဲပြောရမလားအခုတရက်၃နှစ်ပေါ်တယ်လောနဲ့ချိန်ပေါ်တယ်အဲ့ဒီချိန်ကြီးအကုန်လုံးမှာဒီပုံစံတိုင်းပဲ same situation ပဲဗျ Henry D လုံးဝပေါက်လို့မရဘူးအေးလွင်နဲ့ကြောဒီရေရိုးပေါင်းထားတဲ့အရာပြီးတော့ final slash နဲ့လိုက်ပြီးတော့ရိုက်ထားတဲ့အရာတခုကသူ့အတွက်ခက်ခဲစေရလို့ပြောရမယ်ဒီ front liner တွေဝင်လာတဲ့အရာကိုဟန်နေနဲ့အဲ့လိုမျိုးနည်းနည်းသူ့ကပေးမယ်သူတရားရောက်ရှိမှာ အဲနောက်တဲ့ဘယ်တဲ့ fight တွေမှာအဆင်ပြေလိမ့်မယ်ဒီတိုင်းဆက်သွားလို့ရှိရင် YG objective ရရှိဖို့တော်တော်ခက်ခဲမှာဗျအခု item တွေကတော့သူတို့ carry player အနေနဲ့ item ထွက်နေပြီလို့ပြောလို့ရတယ်ဗောနော်လက်ရှိမှာ Ethan Shin ရဲ့အဆင်ပြေနေရဲ့ oh charge ဖြတ်တိုက်ရဲ့ဘယ်တဲ့ဆောက်ရကြိုးစားနေရဲ့ဗျအပွင့်လင်ပြောရရင်ဆိုင်လို့တော့မရသေးဘူး objective ကိုပဲသူတို့ပြန်ဆောက်အောင်မယ် Tetron နဲ့ charge တယ်လားတောက်လျှောက်ပဲကျွန်တော်တို့ front line မှာနော်တောက်လျှောက်သွားပြီးတော့ focus ထားပြီးနေကြတဲ့အပန်းလေးတွေလည်းကျွန်တော်တို့ရှိအောင်မှာဗျဆိုတော့ဒီ grow ဖြတ်ဖို့ကလည်း YG နဲ့တော်လေးကိုပြန်ပြီးတော့ခက်ခဲလာတယ်ပြီးခဲ့တဲ့ back line control bar နေမှာ တိရှိဘိုင်းကရောက်ရှိခဲ့ပြီးတော့သူ့အနေနဲ့ဟီရိုကီငကောင်တော့ဒီတော့ပြန်ဆုံးသက်ပေးနိုင်ခဲ့တဲ့ချက်ကလေးကတော့မဆိုးဘူးဗျ။နောက်ပိုင်းလိုမျိုးတွေဟီရိုကီပြန်လဲလဲထားနိုင်မယ်ဆိုလို့ရှိရင်တော့ YG ဘက်ကလည်း သူတို့ဒီနောက်တဲ့ battery မှာသွားပြီးတော့ against လုပ်ပေးနိုင်လို့ရမယ့်အနေအထားမျိုးလေးတော့ရှိတယ်ဒါပေမဲ့ front line ဒီ6နဲ့ CC duel လုံးက close range control ရအားကောင်းနေသေးတယ်ဒီ pick up ဘိုင်းတွေရတဲ့6နဲ့သူရော dragon ဖျက်ကန်ပေးတဲ့အပိုင်းတွေကောင်းတယ်ဆိုပေမဲ့ပြတ်သွားနိုင်တယ်ဆိုတဲ့အရာမျိုးတွေကျွန်တော်တို့အရင်မတွေ့ရသေးဘူးဗျသို့တော့အကယ်၍ပေါ့လေ station နေနဲ့ထတ်ကြခဲ့တာမျိုးသူစတင်ပြီးတော့နည်းနည်း back line တွေမှာ control လုပ်ခဲ့ရတာမျိုး angela နဲ့နောက်ကပါလာခဲ့တဲ့ alory ရဲ့ front line control တွေသွားပြီးတော့မိတာမျိုးဆိုရင်တော့ yg နေနဲ့အတော်လေးတော့ကြာဆင်းသွားဖို့လိုရှိလိမ့်မယ် ဟွန်းအဓိကတော့ခုနကပြောခဲ့သလိုပဲဘလင်းက backup ပေးဖို့ဆိုတာမျိုးထက်ဒါတစ်ဖက်ရဲ့ကျွန်တော်တို့ဒီ initiating ဘိုင်းနေမှာ case တို့ဘာလို့လိုက်ပြီးတော့ pressure လိုက်ပေးနေတယ်ဆိုတော့သဘောမျိုးလေးတွေးရတယ်ဆိုတော့အားတော့တကယ်ဝင်အင်းနေတဲ့အချိန်မှာဟန်မခံနိုင်ဘူး engine လာလဲပါတဲ့အတွက်ကြောင့်မလို့ backup ကလည်းသူကရားဖို့ကတိတ်တော့မရှိတော့ဘူးပေါ့နော်အဲ့တော့ဟန်အနေနဲ့ကတော့ alternate ရဖို့အတွက်ခက်ခဲတယ်ဒါပေမဲ့ဘလင်းနဲ့တူပဲကျွန်တော်တို့ stick တို့ရဲ့ဒီ wave wide ပြီးတော့ flanking လုပ်တဲ့အရာတွေကိုတော့ case နဲ့တူတူကြီးကောင်းလေးပြန်ခံနေရတဲ့အပိုင်းအခြားတွေကလည်းရှိလာပြီ now က 1.8k 16မိနစ်ကြောက်လာပြီ2 man span 4 game တော့ဒါဒီဘလဘလသွန်းတွက်ကတော့သိပ်ပျော်ရကောင်းတဲ့အချိန်တော့မဟုတ်တော့ဘူးဗျ4 game ကြာလာနဲ့မြတ်ကျွန်တော် GMS မှတ်ထားအော်တော့ကျွန်တော် Nathan Lee game ယူလေမေးလို့မရဘူးယင်နေနဲ့တော့ကျွန်တော် CF ဘက်တွေပါရောကောင်းတော့ထည့်လာပြီဒါ Angel Eye ရဲ့ကျွန်တော် healing နေပါအကုန်လုံး short chop ပေးဖို့အတွက်ပေါ့ဗျာ long fight တစ်ခုမှာကျွန်တော်ဒါ fishion တော့ပြန်ပြီးတော့ပေါ်ထားတယ်ဗျာ mini away management တကယ်ကိုအရေးကြီးလာပြီ justice နေနဲ့လာဖို့ကြိုးစားနေတယ်တစ်ဖက်မှာရင်းကုန်ထိုးထားတဲ့အတွက်ကြောင့်မို့တော့လုံးဝလာလို့မရနိုင်ဘူးဗျာ တဝီယိုဒရဂိုဖျက်ကန်တစ်ဖက်ကလည်း justice နော်အနေနဲ့တာရနေကြခက်တဲ့မျိုးနဲ့ပြန်ပြီးတော့ကြောက်ဖို့ပြ black throne နည်းနည်းလေးကျွန်တော် down green လေးစပြီးတော့မြေပြေးလိုက်ခက်တဲ့တခု deadly catch တွေထပ်ပေးတာ triangle ထပ်ပြီးမှရင်းနေတယ်ကြိုင်ခဲ့ပြီးနောက်မှလည်း blue lane နဲ့ထပ်ကုန်တစ်ဖက်ကလည်း cutting core မှာ3 man touch ချိတ်တာရတယ်ပဲ area dominance တွေ live ပါလာခဲ့တဲ့ခက်တဲ့မှာတော့ yangon gladiators သူတို့တောက်ရှော့ဆိုသူတို့ပဲ tiny boy လေးပြင်ပြီးတော့ရလာတယ်ဗျ blind down shot live ပြနေခဲ့တဲ့ backline controller တွေကို black throne လည်းလိစပြီးတော့ကိုင်းတဲ့ဖြည့်ရှင်းမှုတော့လိုအပ်လာပြီထင်တယ်ဟုတ်တယ်เนาะအဲ့ဘလင်းကိုမဖြတ်ချင်လို့မရတော့ဘူးဗျာဘလင်းကိုဝိုင်းချက်တွေပါပြီးပြီးတော့ဖြတ်မှာပဲသူတို့တော့ကအသိပြေမှာအဲ့လိုမဟုတ်ဆိုလို့ရှိရင်ခုနကလည်းမျိုးဘလင်းပိတ်တဲ့နောက်ကိုပါသွားပြီးတော့ပေါ်မှာ law force ခံလိုက်ရတဲ့အခြေအနေမျိုးပါเนาะ lancelot တီလည်းတယောက်တည်းဆိုလို့ရှိရင်တော့ဘလုံးမှ ဒီ mat တွေပါတိုးလို့မကောင်းတဲ့အခြေအနေမျိုးတော့ဖြစ်လာရယ်ပေါ့နော်အဓိက CC light paint เนี่ยလည်းပါတယ်အဲ့တော့ဒီမှာလည်း cutting core တယောက်သေးပဲချိန်ထားသေးရယ်ဗျာတစ်ဖက်မှာလည်းတို့ဒါရင်တို့ဘောတော့ gang light တိုးပေးနေတဲ့အခြေအနေမှာ defense တစ်ခုကိုတော့ black thorn ပြန်ပြီးတော့သွားအောင်မယ်ဆိုတော့ wing ကတော့သူတို့အချိန်ရောက်လာပြီဆိုတော့အကုန်လုံးတော့သူတို့ကတော့ဒါတသက်ရက်လေးလုံးကိုတော့ကြိုးစားနေပြီဗျာအဓိကတော့ minion wave ကိုကျတင်းကြောင်းတဲ့အပိုင်းက YG တော်တော် ကောင်းသွားတယ်လို့ပြောရမယ်။အော် final set ကြီးပါပြီ။ BY ဖြတ်တော့ကန်လိုက်။ Blink တော့မှ Crotinio damage တောင်းချောက်ပေးလာတယ်ဗျာ။ ကဲ SBA ဖြတ်ထိုး Astro Paper တော့မလဲကဲဒါထပ်ပြီးတော့ A လွင်နေတော့ order ရခဲ့တဲ့ခက်တခုမှာဒီလောကတော့ဒီနေရာမှာပဲပြီးဆုံးသွားဖို့လို့များနေတယ်နောက်မှလဲ YG လေးတွေတော့ဒီလော bandage တော့သုံးချပဲသူတို့ဒီ max control ပြန်ပြီးတော့နည်းနည်း balance လုပ်ဖို့တော့ကြိုးစားခဲ့ရဗျအနေဆုံး major first star လို့တော့မရခဲ့ဘူးဆိုတော့အခိုက်အတန့်တခုကတော့ဝါကြီးရဲ့ tandem white ဘာလဲဘယ်လဲဆိုတဲ့မေးစရာတခုကတော့ရှိလာတယ်ဒီ minute ပိုင်းခြားတွေမှာကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း black tone အနေနဲ့ နောက်ကက်ကတော့ balance ပြန်ပြီးတော့ဖြစ်သွားတယ်ဒါမှလည်းပဲ battle တပေါက်မှာတော့ YG ပြန်ကြခဲ့တယ်လေချက်ချင်းအန်ခံရမယ့်အခြေအနေပြန်ပြီးတော့ဖြစ်လာပြီနဲ့တန်အောင်မှာ item match right ဖနှက်ဖြုတ်ပြီးတော့နောက်တစ်ခွက်ထည့်ဖို့ပဲလိုရတော့ holy crystal concentrated energy stellar cipher power ရဗျာအဲ entropy နဲ့ superposition တွေကအပီဖြဲလို့ရတဲ့အနေအထားမှာတော့ရှိရဗျာ front liner ကြောဒီ charge နဲ့ဖြတ်ထိုက်ပြီးတော့အခုနောက်ကသူသွားနေခဲ့တဲ့ subly အဆင်ပြေလာမယ်ဆိုရင်တော့ Blaton က find လိမ့်မယ်ဒါပေမဲ့ခုနကတော့လိုမျိုး YG သွားခဲ့တဲ့ Minion Wave Management နဲ့ချုပ်ဒီ Blink ရဲ့ bait ရတော့တော်တော်ကောင်းနေဗျာ ီသရင်ပါလေးကတော့ vision လေးတော့မြင်ရတာပေါ့နော်အခု engine အောက်မှာတယောက်တည်းဆိုတော့သိသွားပြီဆိုတော့ stay သူနေရာလေးလှုပ်ရှားကြည့်ရင်ဆိုမဲ့သူ့ရဲ့ position ကတော့နည်းနည်း angle တော့များနေသေးတယ်ဆိုတော့နောက်ကဘောရာပေါင်းပါဖြစ်တဲ့ blink နဲ့တော့ပြန်တွဲဖို့တော့ကျိုးတော့ကျိုးသားနေပြရိုးရိုးအတွက် angle များတဲ့အနေထားသူ့မှာ flick ကတော့ရှိနေသေးရဲ့ဆိုရင်မဲ့ blink သာတကယ်ဝင် cam ဆိုလို့ရှိရင်တော့ဒီရိုးရိုးကြီး အာဒီရိုရီကတော့ကျွန်တော်ဒါကြာသွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာရှိတယ်။တဖက်မှာလည်း grow ရဲ့ concern နဲ့ light ချောင်းမြောင်းနေအနေထားပြပြနော်။ရိုရိုတီးတော့တီးရပြ flicker လေးခုံဖို့တော့လိုအပ်နေတဲ့အနေထားတစ်ခုမှာရိုရို win the crowd ပြင်ပြီးတော့သွားရတဲ့ daily cash တွေချရတဲ့မှာ မကြောက်ဘူးဗျာဒါမှလည်းနောက်မှာအုံလိုက်ကြည့်ပဲပြန်လာသေးရဲ့နောက်မှာတော့ stay အနေနဲ့ကြာဘွားတော့လုံးဝတော့ပေးရနေခဲ့ပြီနောက်မှာလည်း down strike ပြပေးရသေးမှာ immortality ပြန်ပြီးတော့ပေးရသေးပြန်ချမ stay ပြန် down နေနေတယ်ပဲ last slot လည်းနောက်မှာတောက် shot ပဲပြန်ကြည့်တဲ့ area တွေကောင်းထူရတယ်နောက် shot ပဲ carnival နှစ်ကောင်ချမှာ kisan ပြန် down လာသေးရဲ့ဗျာဒါမှလည်းတစ်ဖက်မှာရှင်နေခဲ့တဲ့ chance တစ်ကောင်ပြန်ပြီးတော့ပိတ်မိနေနေတယ်ပဲ immortality ပြန် down မှာတော့ chance ြန်ကြရတယ်ဗျာတောက်လျှောက်ဆိုလိုပဲအေးလွင်ဘလို့မှတော့ဘလင်းရဲ့ PR တွေကြားထဲမှာကုညီလို့ကတော့မဖြစ်နိုင်ဘူးဗျာဘလင်းတောက်လျှောက်လည်းပြနေကြတဲ့ခိုက်တဲ့တကူနောက်မှလည်းရင်းရဲ့ပေးနေကြတဲ့ spare back control တွေကိုတစ်ဖက်က black twin front line နေနဲ့ကြော်ပြဖို့တဲ့အတော်လေးခက်ခဲလာကြပြီဆိုရယ် link game နဲ့ပိုင်းချောက်လည်းကျွန်တော်တို့စက်တွေ့နေရပြီနော်ဒီပွဲကတော့နည်းနည်းလေးကျွန်တော်တို့ဒါရှေ့ပွဲမှာအနေငယ်လေး ADS ဖြစ်စီအောင်ထင်မှတ်ခဲ့ရပြီမယ်ဒီ game ဒီ match number 3ကတော့နည်းနည်းကျွန်တော်တို့ game 1နဲ့က index ပြန်ပြီးတော့ဖြစ်လာကြတယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရတယ်ဗျနော်အားလီတူ making match ပါနေမှာ black twin က သူတို့ရဲ့ဒါ the witch power နဲ့ကောင်းကောင်းကြီးဥဆောင်ထားသေးရဆိုပေမဲ့ရန်ကုန် gladiators ကတော့ ဒီထန်းတစ်ပွဲပြန်ရှာခဲ့တဲ့အပန်းလေးတွေ၆ပွဲပြန်ရတဲ့အပန်းလေးတွေမှာနည်းနည်းပိုပြီးတော့အားကောင်းလာတယ်ဆိုတဲ့အရာမျိုးလေးလည်းတွေ့ရတယ်ဒီ last battle saturation ရဆိုလို့ရှိရင်လည်း YG ရဲ့ turning point ကတော်တော်လေးတော့လင်းလက်လာပြီလို့ပြောရမယ်။ YG ကတကယ်ကိုကျွန်တော်အတင်းကြီးပြီပြီတည့်ရလက်ပလုံးနဲ့တကယ်အတင်းအကောင်းတင်းဖြစ်တယ်ပေါ့နော်။သူတို့ဘယ်လိုမျိုး coming point တွေ turning point တွေရှာရမလဲ။ဘယ်ချိန်ထိသူတို့စိတ်ရှည်ရမလဲဆိုတဲ့ timing ကိုသူတို့ကောင်းကောင်းနားလည်လို့ကျွန်တော်ဒီဘွဲမှာပြောလို့ရတယ်ပေါ့နော်။ Black Thorn အနေနဲ့ကျွန်တော်တောက်လျှောက်ကြီးတာနေခဲ့တယ်။ဒီဘိုင်းလောက်ကြီးဖိထားနိုင်ရင်ပဲတကယ်နဲ့ map control နဲ့ကျွန်တော်ဒီ map awareness defense ပိုင်းလောက်ကြီးတဝက်လောက် pressure ပေးနိုင်ထားခြင်းတော့မရှိသေးသေးဘူးဗျ။ဟုတ်တယ်ဒီကဘာလဲဆိုတော့ Bane လို့ဘာလို့ ਨੇ ပေါင်းပြီးတော့သိရရီဆန်ရှင်းကဟိုတပွဲလုံးသူဘာမှလုံးမရအောင်ဆိုပေမဲ့ vision ပြရတဲ့အပိုင်းကတော့တော်လေးကောင်းနေဆိုတဲ့အခြေအနေမျိုးမှာတော့ရှိတယ်ဗျာနော်ဆိုတော့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Yi Sun Shin ဒီ map ဖွင့်တဲ့အချိန်ဒီမှာရိုးရိုးအနေနဲ့တတိထားမယ်ဆိုတဲ့အပိုင်းလေးရောက်လာတယ်ဒါပေမဲ့အရင်ကတော့10ဆိုတဲ့ခံစားချက်မျိုးတော့မရသေးဘူးနော်အခု2ယောက်ကျသွားတယ်ဒါပေမဲ့ပြန်ပြေးလိုက်တော့စတစ်တော့ဖြစ်နေတယ် မဲ့ဒီနှစ်ယောက်ကြာသွားတဲ့အချိန်မှာတို့တို့ဒီမေယာဖက်စတာရလိုဟာမျိုးရယူနိုင်မယ်ဆိုလို့ရှိရင်တော့မစိုးလောက်ဘူးဗျအဲ့လိုမှမဟုတ်ပဲဘာမှမရနိုင်ဘူးဆိုလို့ရှိရင်တော့အရင်တန်လို့ပြောပေါ်တာနည်းနည်းတော့ခက်လိမ့်မယ်ဗျဟုတ်တယ်နော်ဒီကြက်တခုကလည်းကျွန်တော်နောက်ပိုင်းတွေကဒီဘယ်တဘောက်တဘောက်ဆိုတော့တော်တော်လေးတော့အေးပါလာတဲ့အနေထားမျိုးတွေတော့ဖြစ်လာပြီဗျနောက်ပိုင်းကတော့ပြောရတယ်ကျွန်တော်တို့လည်းဒါရှေ့မှာတော့တွေးခဲ့ပြီးသားပဲဘိန်းကလေကင်းရောက်လို့လေသူ့ရဲ့ damage ကလည်းအပြူအမစမတ် တကောင်လို့မဟုတ်ဘူးဆိုရင်တော့မှာ splash ပေးရတဲ့အတန်ရတယ်တော်တော်လေးများတယ်လို့ပြောရမှထင်တယ်။ scammy ရဲ့ step ပါညာလဲသူ့အနေနဲ့ ရရှိထားတဲ့အပန်းလေးတွေရှိတယ်။ Seven Valley ဒီပိုင်းမှာတော့သူလည်းအားသစ်စစ်ကြီးတို့တစ်ဖက်ကလည်းကိစက်ရဲ့နေထိုင်နေတဲ့တစ်ဖက်ကဝိုင်းလုံးမယ်ဆိုရင်လည်းသူ့အနေနဲ့ဘယ်လိုမှတော့မခံစားနိုင်ဘူးပေါ့နော်။ကိုစီကိုစီပဲဂိုးလေးမချက်ပိုင်းမှာကျွန်တော် lower check လေးတွေစပြီးတော့ရှိလာတယ်ဗျ။ဒါပေမဲ့ Juremas မှာတော့ပြန်ရှိနေခဲ့တဲ့အခါတည်းမှာလည်း YG ဘက်ကတော့လေကင်းမင်းတစ်ပိုင်းချက်မှာပို့ပြီးတော့အားကောင်းလာတယ် strong ဖြစ်လာတယ်ဆိုတဲ့အရာမျိုးလေးတွေပြန်တွေ့ရတယ်ပေါ့နော်ကျွန်တော်လေးတစ်စီးဆက်ပြီးတော့ပေးတာပြီး 2G only ပဲတော့ရှော့လိုက်ကြည့်နေခဲ့တဲ့ခါတည်းကတော့တစ်ခါကလည်း 2G ပြန်ပြေးတော့ဘောတိတ်မလို့သေးဘူးဗျာနောက်မှလည်း Fanestar နဲ့ Two Man area တို့ကသေးချပြီးတော့ပေးတော့တယ် backline only ပဲတော့ရှော့ dash နေခဲ့တဲ့ခါတည်းကတော့ A လွင်တော့ ောက်ချောက်ဒက်ရှော့နေခဲ့မယ်လောကလည်းပြီးတော့မယ်လူကြီးရိုင်းကတ်လို့မရဘူးလီဒစီရိုက်တန်ဆန်နေမှာတစ်ဖက်ကလည်းလောရိုက်တော့ဖိုကပ်စ်ပြအခါမှာတစ်ဖက်ကအင်မိုဘလိုက်စ်နေတယ်ပလင်သွားပြီးတော့မိနေတယ်လောရီစပြန်ချက်မှာတစ်ဖက်ကလည်းကြာရှိနေခဲ့ဟန်တကောင်လိုက်ပြီးတော့မယ်တူကြီးမောက်ဘော်ချူစာထွန်ကဲပိုက်ထိုးကြီးပြန်ပေးရတယ်ကြာရှိနေခဲ့တဲ့ခန်းတို့ကမှာထရိုင်ဂယ်လေးချက်ပေးအင်မိုတပြန်ချတော့မှာ 3v1 ဖာဒစ်ဆက်မှာတောက်ချောက်တူကြီးကိုပြန်စီးခဲ့မယ်ရင်းနေတဲ့ကဲလစ်ဖရီ1 v 1မှာကြာရှိနေခဲ့တဲ့အင်းလွန်နေတဲ့ 4v2 ကိုပြန်မေးပြီးတော့အင်ဂျလာပြန်မြေးပြနေခဲ့တဲ့မှာဂျီကွန်ဒိုထပ်ပြီးတော့ဒက်ရှာနေစေပဲစပယ်ဘက်ကွန်ထရိုးနံပါတ်ပလစ်ကိုရင်းပြန်ပြနေခဲ့တဲ့ခန်းတို့ကမှာတော့အ ားလုံးလွတ်မြောက်နေတယ်ပဲ back line ထဲမှာကျန်ရှိနေနောက်တစ်ခေါက်တစ်ဖက်ကလည်း just give ပြီးအကြည့်ပါတော့ Lina ပြန်ပြီးတော့လွတ်မြောက်သွားကြတယ်မလားပါလာပြီ dance အမတစ်ဖက်ကတော့ show case ပြခွဲနေကြတယ် area dominance အမ stage light see တော်လေးကိုများပြားနေကြတယ် character တစ်ခုမှာ just တစ်ကောင်ပြန်ကျနေနောက်တော့ dominance ic အမ shut down k by Lina double case ထောက်ထားနေကျန်ရှိနေကြတယ် case ကို engine တော့ tap ဘူးနေတယ် 4v2 ပြန်ပြပြဖို့တော့ကြိုးစားနေကြတယ်မြင်းတောက်ရှောက်နဲပါကြတဲ့အခိုက်အတန့်မှာတော့ yg ပြန်လည်ပြီးတော့4ဘတ်သွားခဲ့ပါပြီ UK 3အောင်ကြောက်ချသွားတယ်ဒီ angela ကြီးက ို့ battle fight တစ်ခါအတွင်းမှာ၃ခါလောက်တိောက်ပူပေးခဲ့ oh my god တကယ်ကိုကျွန်တော်နာပြင်းနေရတာပဲဗျ delegation တောင်းချုပ်ပြင်ပြီးတော့ပေးလိုက်မယ် KZ အပိုင်ကို light ထူနေတော့မယ်2 battle 1မှာတော့လုံးဝမရတော့ဘဲနဲ့ KZ အနေနဲ့ပြန်ကြရပြီဗျရအောင်ဗျဒီတစ်ခါမှာတော့၄လောက်တိကိုတောင်းသွားခဲ့ရတယ်ဒါပေမဲ့နောက်မှာတူကြည်ပြန်ပြီးတော့ပေါ်လာနေသေးတယ်ဗျ online ကတော့တူကြည်ခြေသုံးရှင်းရမယ်ဆိုတော့ခြေနေမျိုးလေးကသွားဖြစ်သွားခဲ့ပြီဆိုတော့ဒီကပေါ်လာခဲ့တဲ့လုံးကိုလည်း YG ပဲ တော့တောက်လျှောက်ပဲယူသွားဖို့တော့တေချာတော့ရှိပါရဲ့ဗျာ over standing battery ကတော်တော်လေးကိုများခဲ့တယ်တည့်ရဒီမတမထားတဲ့ best damage တွေကိုတွေးခဲ့ရသလိုယူယိုးနဲ့တူပဲ alien တွေရဲ့ front line power တွေကတော်တော်လေးအားကောင်းခဲ့တယ်ဗျာအခုလဲပေါ်မှာတက်ပြီးတော့ grow rivalry ပြန်တော့ထွက်လာအောင်မယ်ဆိုတဲ့အခြေအနေတစ်ခုမှာ tower ကတော့စနေနေ ချားတော့လေးချက်ချိုးပြီးတော့ကျိုးသားနေတယ်ဗျာအရင်အဲ့တော့မလွယ်ဝိုင်းချက်လေးပါလေးပြန်ပြီးတော့ပေးထားသေးတဲ့နောက်မှာတော့ justice အနေနဲ့တော့အကောင်းဆုံးတော့ပြန်ကာနေသေးတယ်ဗျာတက်တော်နဲ့ charge တွေတောက်လျှောက်ပြနေကြတဲ့ခိုက်တမှာ area dominance တွေထပ်ပြီးတော့ပြီးရပြီနောက်မှာလည်း blink တောက်လျှောက်ဖြတ်ခံထားဖို့တော့များတယ်သို့ပြီးတော့ dragon နဲ့ 5v1 ထပ်ပေးထားတဲ့ damage တွေအောက်မှာတော့အင်းလွင်းတို့မြောက်နေစေပဲနောက်မှာဒီတစ်စီးနေတဲ့ morning shot ကပြန်အချိန်မှာတစ်ဖက်ကလည်းတောက်လျှောက်ပဲထိုးကြည့်ပြန်4 round နေတယ်ပဲဒီလို banish ကိုတော့ rango gladico ပြန်ဆောက်မှာတော့ဖြစ်နေမယ်ဗျာအရင်လောလို့တော့မရဘူး one lane maker ကို balance ပြန်ပြောင်းလှုပ်ထားရတယ်ပဲ blood သွင်းသူတို့ရဲ့ကံကြမ္မာတစ်ခုသူတို့ပြန်ပြီးတော့ phantom လို့မရဘူး ဆိုတဲ့အနေအထားမျိုးကိုတော့ပြန်လဲရောက်ရှိလာခဲ့ပါပြီ။ဖွယ်အချင်းကမိနစ်20ရောက်ရှိလာတဲ့အချိန်ဒီမှာ blink and pick off တွေကကျွန်တော်အေးလွင်ကိုပဲတောက်လျှောက် aim target ထားနေရပြတကယ်လဲကျွန်တော် damage follow up ပါလာရရပြတ်တဲ့အနေအထားမှာရှိရပါတော့။အဲ့အတွက်ကြောင့်ဘယ် black zone နေနဲ့ရင်ဆိုင်ရတဲ့ဘိုင်းတွေကခက်ခဲနေရ။အရင်တော့လိုမျိုး geology objective setup တွေမှာ inla နဲ့ aim လွင်နဲ့ပေါင်းပြီးတော့ကျွန်တော် dash ပေးထားလို့ရရတိတ်မလွယ်ဘူး။ဒီချင်းမှာထပ်ပါရမယ် daily cash နဲ့အတူ aim လွင်ထက်ကြရပြ။မရဘူးဗျာเนาะကျွန်တော်နောက်ပိုင်းမှာတော့ state ရဲ့ damage ကတော်တော်လေးကိုများတာမျိုးတော့တွေ့ရတယ်အဲ့လို wave for the dragon ရဲ့နောက်မှာ ဒီမက်ဖန်တွေကဒမ်မီလောက်နေပြီကယ်ရီဟီးရိုးတွေကအိုင်တမ်ပြည့်နေအနေထားဆိုတော့ဒီကောင်းမှလည်းတက်ပြီးတော့မကန်ဘူးတော့ကျိုးလာနေသေးရဲ့ဒါပေမဲ့ကိစ္စအကောင်းဆုံးပြပြဟန်တာထားသေးရဲ့ဗျနသန်အနေနဲ့အန်ထရိုဖီသူကပိုဆန်ဝင်းနခရောင်းပြပြထားသေးရဲ့ဝိုင်းချက်တွေကြားထဲမှာတောက်လျှောက်ကိုနှစ်ကောင်လောက်ထိတိုက်ပြီးသားရဲ့ဗျကျွန်တော်သုံးစဲရင်ကြားထဲမှာ import ပြန်ပြီးအော်တခါတည်းတက်မောက်တယ်ဗျရောင်းမချင်းတကောင်မှာတက်ပြီးတော့တောင်းနေနေပဲ shutdown ကေ 2 man ပြန်ပြေးလိုက်ပြီမလဲတဖက်မှာလည်းနောက်လျှောက်ဆိုဆိုပြန်ပြီးတော့ Justin ရော Toshi ရော Toji ရောမရှိတော့ဘူးဆိုတော့၃ရောက်၂ရောက်တော့ဖြစ်နေပြီ Stay Kelly Kashi နောက်မှာ Kesa နောက်လျှောက်မှာ Entropy ဆိုတာ position damage တွေပြန်ပြေးဖို့ကြိုးစားရမယ်လဲ And Story ရပါမယ် Stay at 2ပဲ K number 1ကိုတော့ YG သိမ့်ပိုက်သွားခဲ့ပြီဖြစ်ပါတယ်အားလုံးဒီ main game match ပိုင်းနေလေ game ရဲ့ minute ပိုင်းကြာပြီဒီတစ်ဖက်က Blackton ကိုကောင်းကောင်းကြီးဆက်ပြီးတော့ဥဆောင်ထားနိုင်ခဲ့ဆိုပေမဲ့အဆုံးအသတ်မှာ ပို့ပြီးတော့အမားကင်းခဲ့တဲ့ပို့ပြီးတော့ဒါစစ်တပိုင်းဆိုင်ရာရပို့ပြီးတော့မြင်မာခဲ့တဲ့ရန်ကုန် Gladiators ကပဲ Best of 3 Series ရဲ့ Game Number 1ကိုစတင်ပြီးတော့ဥဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒီနှစ်ပွဲရဲ့ဒါကျွန်တော်တော်တော်လေးလေး intense ဖြစ်ခဲ့တဲ့ပထမဆုံးသောပွဲစဉ်လို့ပြောရမှာထင်တယ်ဗျဒီနှစ်သင်းရဲ့